အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်ကာလူကြီးကန်းကเจ้าရဲ့เจ้าတယောက်ဖြစ်လာတော့တယ်သူ့မှာကိုပိုင်เจ้าလေးတစ်ချောင်းရှိတာပေါ့အမေตาเจ้าသွားတော့မယ်ตาသွားတော့မယ်နော်ဟုတ်ပြီตาဂယူဆိုင်ပြီးတော့သွားနော်ပြီးတော့ထမင်းမှုလည်းကောင်းအောင်စားခဲ့အောင်နော်မမေตาအကြိုက်တွေကြီးပဲထည့်ပေးထားတာ အဲ့နောက်မှာတော့ကုကူစာကလေးကတခြားကြီးငယ်တွေနဲ့အတူကြောင်းလိုက်သွားတော့တယ်။မေမေကြီးကတော့အိမ်မှာအေးဆေးလေးထိုင်ပြီးတော့ TV ကြည့်နေတာပေါ့။ကြောင်းသွားရမယ့်အချိန်ကိုလည်းခရုမဆိုင်ဘူးပေါ့။ဒါလေးမေမေမင်းဖေကအကြောင်းဆိုရနဲ့နေတိုင်းကြောင်းကိုနောက်ကျမှသွားလို့ရမှာမဟုတ်ဘူးလေ။ကဲကဲကဲမေမေလေးလွယ်လွယ်ပြီးတော့ကြောင်းသွားဖို့လုပ်တော့။အမေရဲ့ဒါသွားလိုက်ပါမယ်။ခဏနေဒီရုပ်ရှင်ကပြီးတော့မှပြီးတော့လဲဘသူကသားကိုအော်မှာမလို့လဲ။ တားရဲ့အဖေကဒီเจ้าရဲ့เจ้าအောင်ပဲဟာဦးမင်းမင်းကြီးကရရုပ်ရှင်ကြီးလို့ပြီးသွားတော့မှเจ้าကိုသွားလိုက်တော့တယ်တားလေးမမေနေတဝက်တောင်ကူးနေပြီအခုမှเจ้าလာလားဆရာဆရာလည်းသိပါရဲ့တားကမနှက်ဆိုရင်ရုပ်ရှင်ကြည့်နေရလေရုပ်ရှင်ပြီးမှเจ้าအောင်လာတာဟုတ်ပါပြီတားရဲ့ဘာမှမဖြစ်ပါဘူးတားရဲ့เจ้าမဲဟာတားလာခြင်းနဲ့ချိန်လာလို့ရတယ်မင်းမင်းရဲ့အဖေကเจ้าအောင်ဖြစ်တာကြောင့်မင်းမင်းကြီးကဘယ်သူမှမစူပူကြဘူးပေါ့ ကဲကလေးတို့ရေနေ့လယ်မုတ်စားစင်းတဲ့ရောက်ပြီအေးစစထမင်းသွားစားကြတော့ကလေးတွေအားလုံးကထမင်းမှုကိုယူပြီးတော့လယ်ခွင်းထဲကိုသွားလိုက်ကြတော့တယ်နင်တို့အားလုံးရဲ့ထမင်းမှုတွေငါ့ကိုပေးစမ်းငါပိုက်စားနေပြီမြဲမြဲလေးပေးနင်တို့ရဲ့ထမင်းမှုငါ့ကိုပေးစမ်းလို့ဘာလို့ပေးရမှာလဲမမေဒါကငါတို့ရဲ့ထမင်းမှုလေနင်တို့အားလုံးငါ့ကိုထမင်းမှုပေးလို့ပြောနေတော့ပေးလိုက်နော်မဟုတ်ရင်နင်တို့အားလုံးငါကြောက်ထုတ်ပြစ်မယ် မလုပါနဲ့မမေရဲ့ငါတို့ကတော့အเจ้าကနေထုတ်လိုက်လို့ရှဲ့အဖေနဲ့အမေနဲ့ကငါတို့ကိုရိုက်လိုက်မယ်ဟုတ်တယ်မမေမင်းတို့ချင်းယူလိုက်ပါငါတို့အားလုံးရဲ့ထမင်းမှုကိုမင်းယူလိုက်ကလေးတိုင်းကသူတို့ရဲ့ထမင်းမှုကိုဖွင့်ပြီးတော့မင်းမင်းကြီးကံကိုပေးလိုက်တော့တယ်အဲ့နောက်မှာမင်းမင်းကြီးကံကအပါတရားနဲ့အားလုံးရဲ့ထမင်းမှုတွေကိုကောင်းအောင်စားလိုက်တော့တယ်အပြစ်မရှိတဲ့ကလေးလေးတွေကမင်းမင်းကြီးကံကိုထိုင်ကြည့်နေတော့တာပေါ့อืมစားလို့ကောင်းလိုက်တာ မင်းတို့အားလုံးရဲ့ထမင်းနေဟင်းနေရတအားဟုတ်စားကောင်းတာပဲပြီးတော့နင်တို့အားလုံးငါ့ရဲ့စကားကိုသေချာနားထောင်ကြဒီအကြောင်းကိုနင်တို့ရဲ့မိဘတွေကိုပြောရရင်ပြောကြည့်နော်ငါ့ထက်ဆိုးတဲ့သူရှိမှာမဟုတ်တော့ဘူးငါ့ရဲ့အဖေကိုပြောပြီးတော့နင်တို့အားလုံးကြောက်ထွက်ခိုင်းလိုက်ပါမင်းမင်းကြီးကန်းကိုကြောက်ရကလေးတွေအားလုံးကကြောက်ကြတော့တယ်ဘာလို့လဲဆိုတော့မင်းမင်းကြီးကန်းကကြောက်ရလူဆိုးလဲဖြစ်တာကြောင့်ပေါ့အဲ့နောက်မှာတော့ကြောက်ရဆင်းသွားတော့တယ်ကလေးတွေအားလုံးကဗိုက်ဆက်စားနဲ့အိမ်ကိုပြန်သွားလိုက်ကြတော့တယ် မေမမြလေတားကိုထမင်းခူးပေးပါလားတားအရန်ကိုဘိုက်စာနေပြီအေးအေးအေးအခုခူးပေးပါမယ်တားလေးဒီနေ့လည်းထမင်းမှုကောင်အောင်မစားခဲ့ဘူးလားအဲ့အကြောင်ဒီလောက်ဘိုက်စာနေတာဟောမဟုတ်ပါဘူးမေရဲ့တားရဲ့ထမင်းမှုကောင်အောင်စားလာခဲ့တယ်တကယ်တော့အခုတလောကြောင်မှစားအများကြီးတင်လာတယ်အဲ့အကြောင်မလို့ကျွန်တော်လည်းအဲ့အကြောင်မလို့တားလည်းအရန်ကိုဘိုက်စာလာတာဟောကစားကလေးမကကုကုစားကလေးကိုထမင်းကျွေးလိုက်တော့တယ် ကလေးတွေအားလုံးကလည်းဗိုက်စာနေရကြတော့အိမ်ကိုရောက်တဲ့အချိန်မှာမြမြန်လေးဗိုက်ပြေးအောင်ထမင်းစားလိုက်ကြတော့တယ်။တားလေးကူကူเจ้ามาสาริอ้ายติ๋งเก๋เลยบ่เลยอเมยตาลีอ่ะสาวใส่กวนตะซาเนี่ยลุกลาราเบ้แกเปียวหลองตาลีมะแน่เพ่นจ้ายินอ๋อทําเมมุเด้อโออเมบาแท่ไปยามเลยตาซาจินาเปียวอเมมะแน่จ้ายินซ้อซ้อถ่าไปแล้วฉะไล่เบ้บาทูมาเลยอเมเยอเมแท่ไปเยทําเมมุโอเลยโหเมเมเมกองซาไล่ตามะแน่เพ่นแลตูซาลุเบ้กองวามา အမေချက်ချင်တာသာချက်လိုက်အမေချက်တဲ့ဟင်းနိုင်ရစားလို့ကောင်းတာပဲ။ဘိုးအားစားကလေးမကသူ့ရဲ့သားလေးအတွက်ရှယ်ချက်ပေးပြီးတော့ထမင်းမှုတဲ့ကိုထည့်ပေးလိုက်တော့တယ်။အဲ့နောက်မှာကလေးတွေကကြောင်းရောက်လာကြတော့တယ်။ဘလို့လောက်ပြီးတော့သူကအရှိန်မှထိုင်နေရတာလေ။အရှိဆုံးခုံကငါ့ရဲ့ခုံလေ။ငါကခုသူ့ကိုပညာပြမှဖြစ်မယ်။ဆရာကြည့်ပါအောင်လား။ကုကူကကျွန်တော်ရဲ့နေရာမှာထိုင်နေတယ်။ကုကူရဲ့ဘာလို့ဒီခုံမှာထိုင်ရတာလဲ။အနောက်မှာတော့ထိုင်လိုက်။ဒါကမင်းမင်းရဲ့နေရာလေ ားလေးမမေဒီလိုလားတားအရှိဆုံးမှလာထိုင်ကူကူစားကလေးကစိတ်မကောင်းဖြစ်ပြီးတော့အနောက်မှာတားထိုင်လိုက်တော့တယ်မင်းမင်းကြီးကန်ကအရှိခုံမှာထိုင်ခွင့်ရသွားတော့တာပေါ့ကဲကလေးတို့ဆရာမနေ့ကအင်စာပေးလိုက်တယ်မဟုတ်လားစောင်းတွေကိုယူပြီးတော့ဆရာစီမှာလာထက်ကြကလေးတွေအားလုံးကအင်စာရေးလာခဲ့တော့တာပေါ့ဒါပေမဲ့မင်းမင်းကြီးကန်ကအင်စာမရေးလာခဲ့ဘူးပေါ့တားလေးမမေဘာလို့အင်စာမရေးလာရလဲစောင်းထဲမှာလည်းဘာမှမရှိဘူး အဲ့ဒါလေဆေးရတာအင်စာရေးခြင်းစိတ်မရှိလို့ပြီးတော့လေတာဆော့ကစားနေလို့လေအဲ့ဒါကြောင့်အင်စာမရေးလာခဲ့တာဘာမှဖြစ်ပါဘူးတာရဲ့ဆရာမနှက်ဖြန်အတွက်အင်စာထည့်ပေးလိုက်မယ်နော်တာရေးခြင်းနဲ့စိတ်ရှင်ရေးလာခဲ့နော်ဟုတ်ကဲ့ဆရာလုံးချင်တဲ့စိတ်ရှင်လုံးလာခဲ့မယ်မင်းမင်းကြီးကန်ကအင်စာမရေးလာပေမဲ့လည်းအဆုံမခဲရဘူးပေါ့ဘာလို့လဲဆိုတော့ဆရာကလည်းမင်းမင်းကြီးကန်ကိုအရန်ကြောက်တာပေါ့သူကြောင့်လည်းဆရာအလုပ်ပြုတ်သွားမှကိုကြောက်နုနာကြောက်ပေါ့ မုံစားစင်းကြံရောက်တဲ့အခါမှာကလေးတွေကချမင်းမှုယူပြီးတော့လဲသွန်းနဲ့ကိုဆင်းသွားကြတယ်။ဒီနေ့လဲမင်းမင်းကြီးကန်းကအားလုံးစီကနေချမင်းမှုကိုယူပြီးတော့လူစားပြန်တာပေါ့။ဒီမင်းမင်းကလေကိုရိုင်းကျချမင်းမှုမယူလာပဲနဲ့မတို့ရဲ့ချမင်းမှုတွေကိုကြာလာလူစားရတယ်။ဟုတ်တယ်။ဒီမင်းမင်းကနေ့တိုင်းကအမေချက်တဲ့မုံတွေကိုအကုန်အောင်စားပစ်တယ်ဟာ။ဒီနေ့လဲကလေးတွေကပိုက်ဟောင်းလုံးနဲ့အိမ်ကိုပြန်ရောက်လာကြတော့တယ်။တားလေအမေသားကြိုက်တဲ့ချမင်းမှုထည့်ပေးလိုက်တာ။တားကောင်အောင်စားခဲ့ရမဟုတ်လား။ ကောင်စားခဲ့တယ်လေအမေပဲဟင်းရလဲအရင်အောင်စားလို့ကောင်းတာပဲပဲဟင်းဒါမဲ့အမေရဲ့သားကိုပဲဟင်းထည့်ပေးလိုက်တာမဟုတ်တာအမေရဲ့သားကိုဘာကထည့်ပေးလိုက်တာတာအမေအမှန်တိုင်းပြောစမ်းတာဘာကစားလားကုကူစားကလေးကငိုလိုက်တော့တာပေါ့တာလေးတာလေးကုကူအမေကိုပြောပါအောင်ဘာဖြစ်တာလဲတာတယောက်နဲ့မြန်ရန်ဖြစ်ခဲ့ရလားနောက်ဆုံးတော့ကုကူစားကလေးကငိုပြီးတော့အမှန်တိုင်းပဲပြောလိုက်တော့တယ် ဘာလို့မမေကသားတို့ရဲ့ထမင်းမှုကိုယူဆရတာလဲမမေရဲ့အဖေကကြောက်အောင်ဆိုရတဲ့ပဲသူလှုပ်ချင်တိုင်းလှုပ်လို့ရတာမှမဟုတ်ကအမေရဲ့သားလေးကူကူဘာမှစိတ်မပူနဲ့နော်အမေမနဲ့ခင်အားစပြီးတော့သားနဲ့အတူကြောက်အောင်လိုက်ခဲ့မယ်မမေဘာလုပ်နိုင်လဲဆိုတာအမေကြည့်ရပေါ့မနဲ့မိုးလင်းသွားတော့တယ်ဘောကစာကလေးမကကူကူစာကလေးနဲ့အတူကြောက်အောင်လိုက်လာလိုက်တော့တယ်ကူကူစာကလေးကအတန်းထဲကိုဝင်သွားမိမဲ့ဝဝစာကလေးမလေးကအကြောင်းဖြစ်တဲ့ကာလူကြီးကန်းစီကိုရောက်လာတော့တယ်။ကြောက်ရှင် ကျောင်းရဲ့ကလေးကကျမတို့ရဲ့ကလေးတွေကိုလိုက်ပြီးတော့နှောက်ယှက်နေတယ်။နေ့တိုင်းနေ့တိုင်းထမင်းမှုလဲလူယူပြီးတော့စားတယ်တဲ့။ပြီးတော့ဘာပြောသေးလဲသိလား။တကယ်လို့သူဒီလိုလုပ်တာကိုအိမ်ကိုပြန်ပြီးတော့မိဘတွေကိုတိုက်မယ်ဆိုရင်ကြောက်ထုတ်ပြစ်မယ်တဲ့။ဘာပြောလိုက်တယ်။မဖြစ်နိုင်ပါဘူး။ကျွန်တော်ရဲ့သားဒီလောက်ထိုးကြွတာဒါလည်းမလုပ်တော့ပါဘူး။ဒါဆိုလဲဒီနေ့မိုးစားကြောင်စင်းချိန်ကျရင်ကျောင်းကိုတိုင်းကျောင်းရဲ့သားကဘာလုပ်နေလဲဆိုတာကိုစောင့်ကြည့်လိုက်ပေါ့။ခဏကြာရဲ့နောက်မှာတော့မိုးစားစင်းချိန်ကိုရောက်သွားတော့တယ်။ ကလေးတွေအားလုံးကထမင်းမှုတွေယူပြီးတော့လှည့်ခွင်းထဲကိုရောက်လာကြတော့တယ်။ဟိုကစာကလေးမနဲ့ကာလူကြီးကန်းတို့ကလည်းတိတ်တိတ်လေးပုံပြီးတော့ခိုးကြည့်နေတာပေါ့။နင်တို့ထမင်းမှုတွေဘာတွေထည့်လာကြရလဲ။ငါတော်တော်လေးကိုဗိုက်စာနေပြီ။မမေငါတို့လည်းမသိဘူးလေ။နင်ကိုယ်တိုင်ပဲထမင်းမှုကိုဖွင့်ကြည့်လိုက်ပါလား။မမေကကလေးတွေအားလုံးရဲ့ထမင်းမှုကိုဖွင့်ပြီးတော့စားလိုက်တော့တယ်။ဟာငါရဲ့သားငါနာမည်ကိုတုံးပြီးတော့ဒီလိုအလုပ်တွေလုပ်လိုက်မယ်လို့မထင်ထားမိဘူး။သူ့ကိုပညာပေးမှဖြစ်မယ်။ အဲဒီနောက်မှာတော့ဝါဝါစာကလေးမနဲ့ကာလူကြီးကန်တို့ကအဲ့ကလေးတွေစီကိုရောက်လာကြတော့တယ်။တားလေးမင်းမင်းတားဒီလိုလုံးလိုက်မယ်လို့အဖေမထင်တော့ဘူး။အဖေရဲ့နာမည်နဲ့ချင်းချောက်ပြီးတော့ထမင်းမှုတွေလူစားရဲပေါ့လေ။လူစုဝိုင်းနေတာကိုကြည့်ပြီးတော့ဆရာလေးရောက်လာတော့တယ်။ပြောစမ်းမင်းမင်းမင်းဘာလို့ဒီလိုလုံးရတာလဲ။ငါမင်းကိုဓာရီတင်မေးထားရလား။တွေ့လာကြအောင်ကြည့်ရှင်။ကျမတို့ရဲ့ကလေးတွေကအရင်ကရိုးသားကြတာ။အဲ့ဒါကြောင့်မင်းမင်းကိုဒီလောက်ကြောက်ကြတာ။ဆရာ မင်းမကဒီလောက်စိုးသန်းတာဘာလို့ငါတို့လာမပြောရတာလဲเจ้าကြီးခမညာကျွန်တော်လည်းအเจ้าဆုံးသိပါရယ်ဒါမဲ့အเจ้าကကျွန်တော်ကိုအလုပ်ထုတ်ပြစ်မှလဲကြောက်ရသေးရဲ့လေဗျာမင်းမကရောင်းစိုးသန်းတာဒီเจ้าလုံးမှလဲအဆိုးဆုံးပဲဒီနေ့လဲเจ้าကိုနောက်ကျမှလာတယ်ကလေးတိုင်းကလည်းသူ့ရဲ့အမိန်ကိုနားခံခိုင်းတယ်ပြီးရင်အိမ်စာရေးလည်းမလုပ်လာဘူးကျွန်တော်ကိုအလုပ်ထုတ်မှဆိုလို့ကျွန်တော်ကမပြောတာမင်းမအဖေကတားကိုထုချွန်နေသူလို့ထင်တာအဖေထင်တာ၄နဲ့တခြားစီပါလား မင်းကအရာကိုစိုးသန်းတဲ့ကောင်မလားစိုးသန်းတဲ့ကောင်တွေကိုဘလို့အပြစ်ပေးရလဲဆိုတာကိုငါကောင်းကောင်းသိရဲ့ကာလူကြီးကကမင်းမင်းကြီးကကိုကြိုးချီပြီးတော့ဆောက်ထိုးထားလိုက်တော့တယ်ကြောင်မစင်မချင်းဒီတိုင်းပဲဆောက်ထိုးနေရမယ်ဒါကမင်းလုပ်ခဲ့တာတွေအတွက်အပြစ်ပဲမင်းမင်းကြီးကကသူလုပ်ခဲ့တာတွေကိုနားလည်သွားတော့တယ်သူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်လည်းကြောင်စင်းတဲ့အထိဆောက်ထိုးချီထားလိုက်တော့တယ်တော်တော်ရဲ့လှပရဲမနက်ခင်းပါပေါ့ နေမင်းရတိန်နေရဲ့အနောက်မှာပုံခုလျက်ထွန်းလင်းနေတော့တာပေါ့တတော်လုံးလဲစိမ့်နေနေတော့တယ်ကျင်းကတဲ့အားလုံးအတူတကောပူပေါင်းပြီးတော့နေထိုင်နေကြတာပေါ့ဘောဝါစာကလေးမလေးချက်ပဲချက်တူရီမလေးကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလို့လဲရှိတာပေါ့ဒါပေမဲ့ဒီနေ့ပုံမြင်လေးကတော့ရိုးသားလုံးနဲ့လားလေးတကောင်ရဲ့အကြောင်းပေါ့တနာစရာကောင်းတဲ့လားလေးကသူ့ရဲ့အမေနဲ့ကွဲသွားတယ်တဲ့အဲ့ဒီအချိန်မှာကာလူကြီးကန်းကတစ်ပင်တစ်ပင်မှထိုင်ပြီးတော့စဉ်းစားလိုက်တော့တယ်ဟာ ဒီနေ့ဘိုက်ထဲမှာဘာမှမရှိဘူးခိုးရဲ့အိမ်ကိုသွားတော့ကလည်းရိုတီတွေပူတီတွေကျွေးရမယ်အစားသူပြောချင်တာကိုပြောပြီးတော့ပြန်ခိုင်းလိုက်တယ်မိထူးစီကိုသွားတော့လဲစကားချူချူလေးတွေပြောပြီးတော့လှုပ်လိုက်တယ်ငါတို့ရဲ့တောထဲကကျင်းကတ်တွေရတယ်တော်တော်လေးကိုကစီကောက်လာနေပြီအဲ့ဒီအချိန်မှာပဲကာတူးကြီးကရဲ့အကြီးအမေပြေမောင်ကိုရောက်သွားတော့တယ်အဲ့ဒီမှာ လားလေးတကောင်ကငိုနေရပေါ့ကာတူးကြီးကတအံ့တအောနဲ့ကြည့်နေလိုက်တော့တယ်ဒါကဘာလဲဟာလားလေးတိတိလေးပါလား ပြီးတော့လဲငိုနေတယ်ဟုတ်လားအိုးတော်ရီကတယောက်ယောက်ရဲ့ကလေးများလားမသိဘူးသူ့ကဒါငါ့အိမ်မှာခေါ်ထားလိုက်ရင်တော့အလုပ်တွေလည်းလုပ်ခိုင်းလို့ရတယ်လို့အေးစစ်စစ်လည်းစားတော့လို့ရပြီအဲ့ဒီနောက်မှာကာတူးကြီးကန်ကတက်ပြရနေအောက်ကိုဆင်းလာလိုက်တော့တယ်ကလေးလေးရေဘာဖြစ်တာလဲအဆင်ပြေရလားဘာလို့ငိုနေရတာလဲတယောက်ယောက်ကကစားစရာအယုတ်လူယူသွားလို့လားဒါမှမဟုတ်ရင်မုံကိုလူယူသွားလို့လားအန်ကဲတောင်းကိုတားရဲ့အမေကထားခဲ့လိုက်တယ် မဟုတ်မဟုတ်တားကိုယ်တိုင်အမေနဲ့ကွဲသွားတာဟုတ်တယ်ဟိုတားနဲ့အမေနဲ့ကတောထဲမှာရှောက်ပြီးတော့ပတ်နေကြတာအဲ့ဒီအချိန်မှာရောင်ဆောင်လေးပြားလေးကိုတားတွေ့လိုက်တယ်အဲ့ဒီလေးပြားအနောက်ကိုပြေးလိုက်သွားတာလေအခုတော့အဲ့ဒီလေးပြားလေးကိုလည်းမတွေ့တော့ဘူးလို့အမေကိုလည်းမတွေ့တော့ဘူးအိုးဟုတ်လားဒါစိတ်မကောင်းစရာပဲဒါပေမဲ့ဘာမှစိတ်မပူနဲ့အန်ကယ်ရှိရလေအန်ကယ်နဲ့အတူအိမ်ဝင်လိုက်ခဲ့လိုက်တားလေးကိုထမင်းလိုက်ကြွေးမယ် ပြီးရင်နေထွေးလာတဲ့အိတ်ရခင်းလည်းပြီးမယ်ပြီးတော့အလုပ်ကလေးလည်းနည်းနည်းပပခိုင်းမယ်လေအဲ့တော့မှအထီးကျန်တယ်လို့မခံစားရမှာတကယ်လားအန်ကယ်အန်ကယ်ကအရင်ကသဘောကောင်းတာပဲအန်ကယ်ကတားကိုပွေ့ချီပြီးတော့ခေါ်သွားမှလာရင်ပွေ့ချီသွားရမယ်ဟုတ်လားဒါပေမဲ့တားရဲ့အန်ကယ်ကပြန်တမ်းပြီးတော့သွားတဲ့သူလေတားကိုပါပွေ့ချီပြီးသွားရင်တားလည်းပြုတ်ကျသွားလိမ့်မယ်အန်ကယ်လည်းဆေးရုံရောက်ရလိမ့်မယ်အဲ့နောက်မှာတော့ကာလူကြီးကလားလေးကိုသူငယ်တူအိမ်ကိုခေါ်လာလိုက်တော့တယ် ကိုကလူရဲ့ရှင်မတို့ကိုခေါ်လာတာလေတင်းနေမင်းမပြောတော့အိမ်လုံးနေမလုံနိုင်တော့ဘူးဆိုအဲ့ဒါကြောင့်အိမ်မအလုပ်လုပ်ဖို့အတွက်ခေါ်လာခဲ့တာကိုကလူရဲ့အိမ်မခေါ်လာတယ်ဆိုရင်လည်းဘာလို့လားကိုခေါ်လာရတာလဲကျင်းငယ်တွေမရှိရောလို့လားထားလိုက်ပါတော့ထားလိုက်ပါတော့ဟေ့လာမြမြလေးတမျက်စိကောက်ပြီးတော့အိမ်ရဲ့နေရာတိုင်းကိုတမျက်စိလှဲလိုက်အဲ့လိုနဲ့ပဲတင်းတင်းကြီးကမ်းမလေးကလာကလေးလေးကိုတမျက်စိလှဲခိုင်းလိုက်တော့တယ် ကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမကတော့သူတို့ရဲ့အတိုက်ထဲမှာအေးအေးဆေးဆေးအိတ်နေလိုက်ကြရတယ်။တနားစရာကောင်းတဲ့လားလီယာတအိမ်လုံးကိုလိုက်ပြီးတော့ဓမြစီလှဲနေတော့တာပေါ့။ဓမြစီလှဲလှဲနေတဲ့လားလီယာသူ့ရဲ့ဓမြစီလေးကိုစကားပြောလိုက်တော့တယ်။အမဓမြစီရေဒီနေ့အရန်ကိုအိမ်ငိုက်နေရလား။ကျွန်တော်ဒီလောက်အတန်ကြိမ်ပြောနေရတော့မှဘာမှပြန်မပြောဘူး။ဘာဖြစ်လို့လဲကျွန်တော်ဆိတ်ဆိုးနေရလား။ကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမတို့ကတအံ့တအော်နဲ့ကြီးလိုက်တော့တယ်။ အဲ့ဒီနောက်ကာလူချီကန်ကပြောလိုက်တော့တယ်ဓမြစီနဲ့စကားပြောနေရလားဟုတ်တယ်အန်ကယ်တားတယောက်တည်းဖြစ်နေလို့အမဓမြစီအမပကံရေပုံးအမေတွေနဲ့တငယ်ချင်းလောက်ထားတာဒါပေမဲ့သူကတားတဲ့စကားမပြောကြဘူးကြည့်ရတာတားကိုကြောက်လို့နဲ့တူရဲ့သူတို့ကတားကိုကြောက်တာမဟုတ်ဘူးရှက်နေရဖြစ်လောက်တယ်အဲ့ဒါကြောင့်တားနဲ့တငယ်ချင်းမလုပ်ချင်ကြတာတားအများကြီးတွေးနေနဲ့မြ мян လေးအမပကံတွေကိုဆွေးကြောပြလိုက်အောင် ပြီးတော့ရေဘုံအမေကိုလည်းခေါ်ပြီးတော့ရှေ့ဖြစ်လိုက်အန်ကေတာမင်းညကရေဘုံအမေကို good night လို့ပြောလိုက်တယ်ဒါမှမရေဘုံအမေကတာကိုဘာမှလည်းပြန်မပြောဘူးအဲ့ဒါကြောင့်မလို့တာစဉ်းစားထားတာရှိတယ်ရေဘုံအမေကိုအကြောင်းပို့ရမယ်ဘောဘွားစာကလေးမလေးကပြတင်းမကနေအဲ့ဒီအရာတွေအားလုံးကိုချိနေလိုက်တော့တယ်အဲ့ဒီနောက်မှာချက်ချင်းပဲကာလူကြီးကရဲ့အိမ်ထဲကိုဝင်လာလိုက်တော့တယ်ကာလူတင်းနေနင်တို့ဘယ်တော့မှဒီမကောင်းတဲ့အချက်ကိုမပြေနိုင်ဘူးလား ဘာလို့လာကလေးလေးကိုဖမ်းပြီးတော့အင်းကအလုံတမလောက်ထားရလဲသူ့ရဲ့အမေဘလောက်တောင်စိတ်ပူနေလိုက်မလဲဆိုတာကိုတွေးကြည့်ရလားအ ਨੇ ဆုံးတော့သူ့ရဲ့အမေကိုတော့စဉ်းစားကြည့်အောင်ပါပေါ့ဟာဘာလို့အော်ဟောက်နေရတာလဲဝေါ်ဝါမသိငါကပဲသူ့ကိုဖမ်းခေါ်လာတာကြာနေရပဲဒီမှာကြည့်ဝေါ်ဝါငါသူ့ကိုအေးဆေးနေခွင့်ရောအလုလုခွင့်ရောနှစ်ခုလုံးပေးထားတာကလေးလေးကအလုလုပြီးတော့မှလောကကြီးရဲ့အကြောင်းကိုသိယူနိုင်မှာပေါ့ဝေါ်ဝါနင်ဘာလို့ငါတို့ကြားထဲကိုဝင်လာရတာလဲ ငါတို့ကသူ့ကိုဘာများဒုက္ခရောက်လို့လုံနေလို့လဲသမင်းစားချင်တော့အလုံးလုံးမဖြစ်မှာပေါ့တော်ကြတော်ရရတရားတော့ကသူ့ကိုဖမ်းခေါ်သွားရင်ရောသူအေးစိတ်နေရမထင်လို့လားသူ့ကိုကာလူခေါ်လာလိုက်တာကသူ့အတွက်ပိုပြီးကောင်းသွားတာအန်ဒီရဲ့တာအန်ကက်ကိုတားရဲ့အမိလိုမျိုးထင်ထားတာဒီလိုရောက်ကလေးကတာအရာရာတိုင်းနဲ့စကားပြောနေရတယ်တမျက်စီကလည်းကျွန်တော်တို့တွင်ဟိုဘက်ကိုလှည့်သွားလိုက်တဲ့ကျွန်တော်တယောက်တည်းပဲအထီးကျန်နေရတာအန်ဒီကတားရဲ့အမိကိုရှာပေးနိုင်မလား ရှာပေးမှာပေါ့တားရဲ့အန်ဒီနဲ့သာအတူလိုက်ခဲ့လိုက်အန်ဒီကတားအတွက်တောရဲ့အလှဆုံးနေရာလေးကိုရှာပေးမယ်အဲ့ဒီမှာတားရဲ့အမေကတားနဲ့အတူရှိနေလိမ့်မယ်အဲ့နောက်မှာတော့ဘဝစာကလေးမက စပယ်ချက်တူရေးမလေးနဲ့အတူသူ့ပြင်ပေါ်မှာထိုင်ပြီးတော့စကားပြောနေတာပေါ့စပယ်ကြီးငါလေးအဲ့ဒီလားလေးရဲ့မျက်လုံးမှာအရင်ကအထီးကျန်နေတဲ့အရိပ်ရောင်လေးတွေကိုတွေ့ခဲ့တယ်သူကဒမျက်စင်းနဲ့တောင်တငယ်ချင်းလုံနေတာသူ့အတွက်ပကံနေတဲ့ရေပုံးတွေကသူ့ရဲ့မိသားစုတွေဖြစ်နေပြီး စဉ်းစားကြည့်ပါဦးသူ့ရဲ့အမေအခုဆိုဘလောက်တောင်ဝမ်းနဲ့နေလိုက်မလဲနော်ဘောဝါနင်ပြောတာမှန်တယ်တီတော့ရဲ့ကျင့်ငတ်တွေရောသတိဆန်တွေရောအလုံးကမကောင်းတဲ့သူတွေဖြစ်နေကြပြီရိုးသားတဲ့သူတွေကိုမတွေ့လိုက်နဲ့တွေ့တာနဲ့သူတို့အဖို့အကျိုးရှိဖို့ပဲကြည်နေကြတာဘောဝါငါနင့်ကိုအရန်ခုံယူတာပဲငါသာတောပီရင်ချင်းသိဖြစ်နင့်ကိုအခုလောက်ဆိုအကြံပေးအမှတ်ခံလိုက်ပြီအဲ့လောက်ကြီးလည်းမချီးကျူးပါနဲ့နင်ကိုယ်တိုင်လည်းလူတော်လူကောင်းမဲ့ဟာကိုထားပါတော့ တောရဲ့တနင်္လာမှာ လားမေကြီးကသူ့ရဲ့ကလေးကိုရှာနေရဲလို့ကြားတယ်။သူ့ရဲ့အတန်ကညဘက်ဆိုကြားနေရတယ်။ဒီလိုလို့ငါတို့လားကလေးလေးကိုသူ့အမေနဲ့တွေ့ပေးရမယ်။အဲဒီနောက်မှာတော့မောဘစာကလေးမက လားမေကြီးရှိတဲ့နေရာကိုလားကလေးလေးကိုခေါ်သွားပေးလိုက်တော့တယ်။တဖြည်းဖြည်းနဲ့အဝေးကိုရောက်သွားတော့တယ်။အဲ့ဒီမှာလားတကောင်ကအရန်ကိုငိုနေရပေါ့။အဲဒီနောက်မှာတော့သူ့ရဲ့ကလေးကိုတွေ့ပြီးတော့လားမေကြီးကရှိုက်ကြီးတငယ်ကိုငိုချလိုက်တော့တယ်။အမေရဲ့ကလေးလေးတာဘယ်ကိုသွားလိုက်တာလဲ။ မေမာတော့တားကိုရှာလိုက်ရတာနေရာတွေကိုစုံနေရောပဲတားရဲ့နာမည်ကိုအော်ပြီးတော့ညဘက်ဆိုရင်လည်းတတော်လုံးပတ်ပြီးတော့လိုက်ရှာနေရတာအမေမာဘလောက်စိတ်ပူနေရလဲအမေမာဘလောက်စိတ်ပူနေရလဲတားဘယ်ကိုရောက်သွားရလဲအမေတားကလေလိပ်ပြာနေတဲ့အတူတငယ်ချင်းလောက်ချင်လို့သွားတာနောက်တော့တားကလမ်းပျောက်သွားတာပြီးတော့အန်ကယ်ကြီးကန်းနဲ့လည်းတွေ့သေးတယ်သူကတားကိုဓမြစီပေးတယ်ပြီးတော့ပြီးတော့လေတားလေရေမုန်းအမေနဲ့လည်းတငယ်ချင်းလောက်လိုက်သေးတာ ဒါပေမဲ့တားရဲ့အေးချမ်းမှုကအမေရှင်ကမှပဲရှိရလိမ့်အမေအမေကတားကိုမွေးခဲ့တယ်စာအုပ်ဖတ်ခွင့်လည်းပေးခဲ့တယ်တားကတော့ရေပုံးကိုအမေတော်နေတယ်ဟုတ်လားအခုတော့အားလုံးအဆင်ပြေသွားပြီပဲကလေးလည်းသူ့ရဲ့အမေရင်ခွင်ထဲကိုရောက်နေပြီဒါဆိုရင်သွားတော့မယ်နော်အဲ့လိုပြောပြီးတော့ဝဝစာကလေးမကသူ့ရဲ့အတိုက်ထဲကိုပြန်သွားလိုက်တော့တယ်အဲ့ဒီအတိုက်နားမှာကာလူကြီးကန်းကထိုင်ဆောင်နေတော့တာပေါ့ဝဝဘာဖြစ်သွားလဲသူ့ရဲ့အမေနဲ့တွေ့ပေးလိုက်ပြီလား အကိုကလူရဲ့အခုအားလုံးအဆင်ပြေသွားပြီကလေးကသူ့အမေရဲ့ရှင်ခွင်ကိုပြန်ရောက်သွားပြီလေပြီးတော့အကိုမှတ်ထားနော်အကိုသာအဖြစ်ကင်းတဲ့ကလေးကိုဖမ်းပြီးတော့ခိုင်းစားရင်အကိုကိုနောက်တစ်ခါမင်္ဂလာဆောင်ပေးလိုက်မှာအဲ့ဒါကလည်းဓမြစီအမနဲ့ရေပုံးအမေနဲ့အဲ့လိုတော့မလုပ်ပါနဲ့ငါလည်းပြောင်းလဲသွားပါပြီအခုကစပြီးတော့ဓမြစီနဲ့တငယ်ချင်းလုံးမဲ့အစားဆောင်းနဲ့တငယ်ချင်းလုံးပါမယ်နေ့တိုင်းဖျားသွားကြောင်းတက်လဲလုပ်ပါမယ် နောက်တော့တစုံတယောက်အခက်တွေ့နေတာကိုအခွင့်အာမရှိသင့်ဘူးဆိုတာကိုဒီပုံမြင်လေးကနေသင်ခန်းစာယူသင့်တာပေါ့ဘဝလိုတငယ်ချင်းသာလူတိုင်းမှာရှိခဲ့ရင်ဒီတော့မပြောနဲ့တလောကလုံးလှပသွားလိမ့်မယ်